အားလုံးပဲမင်္ဂလာပါ Green Hack က online training course ကနေပြီးတော့သင်တဲ့သင်ခန်းစာရေးထဲမှာ HTML CSS JavaScript ဘာသာရပ်တွေပါဝင်ခြင်းမရှိသေးပါဘူးဒါပေမဲ့သင်တန်းသားတွေကဒီအကြောင်းအရာတွေသိဖို့အခြေခံအနေနဲ့လိုအပ်တဲ့အတွက်ကြောင့်အချို့အကြောင်းအရာတွေကိုကျွန်တော်ပြန်ပြီးတော့သင်ကြားပေးမှဖြစ်ပါတယ်ဒီသင်ခန်းစာတွေကိုအခမဲ့ course အနေနဲ့ online မှာလည်းတင်ပေးမှဖြစ်ပါတယ်အဲ့တော့ပထမဆုံးကျွန်တော်တို့ HTML အကြောင်းကျွန်တော်တို့အနေငယ်ဆွေးနွေးပါမယ်တကယ်တော့ HTML CSS JavaScript တွေမကဘဲနဲ့တခြား SQL PHP တခြား programming language တွေတော်တော်များများကို online ကနေပြီးတော့အခမဲ့သင်ယူလို့ရပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့ဒီ site ကနေပြီးတော့ through three school of con ကအကောင်းဆုံးလောက်ရှိပါတယ်အရန်ကိုရိုးရှင်းပြီးတော့ interactive training တွေစမ်းလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ HTML အကြောင်းကိုအရင်ဆုံးဒီထဲမှာဖော်ပြထားတဲ့အချက်ကနေပြီးတော့စပြီးတော့သင်ပေးပါမယ်။အဲ့တော့ HTML ဆိုတာကလည်း HTML ဆိုတာအင်တာနက်ရဲ့ကြော်ယူလို့ပြောလို့ရပါတယ်။ HTML ကဒီကျွန်တော်တို့အင်တာနက်မှာစမတ်ကြတဲ့စနစ်တကျဖြစ်နေတဲ့အင်တာနက်ဆာမင်နာတွေဖန်တီးဖို့အတွက် HTML ကိုသုံးရတာဖြစ်ပါတယ်။ပုံနေစာသားတွေကိုဘယ်နေရာမှာဘလို့ထည့်သွင်းမယ်ဆိုတဲ့ဘယ်စာသားတွေထည့်သွင်းမယ်ဆိုတဲ့ကြော်ယူအချက်လက်တွေကို HTML နဲ့ရေးပါတယ်။ CSS ကတော့ကျွန်တော်တို့အဲ့ဒီအချက်လက်တွေနဲ့အဲ့ဒီအချက်လက်တွေကိုဘလို့အသွင်ပြင်အကြောင်းအသွေးဘလို့ပုံစံမျိုးနဲ့ဖော်ပြမယ်ဆိုတဲ့ presentation ဘိုင်းတွေကိုခွဲခြားထားနိုင်ဖို့အတွက်ဆိုပြီးတော့ဖန်တီးထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအချက်လက်တွေနဲ့သူ့ရဲ့အပြင်စင်တွေကိုခွဲခြားနိုင်တဲ့အတွက်ကြောင့်ပို့ပြီးတော့ရိုးရှင်းရှင်းနဲ့ရှင်းရှင်းလင်းလင်းကန်တွေရေးသားလို့ရလာတာဖြစ်ပါတယ်အဲ့တော့ JavaScript ကတော့ကျွန်တော်တို့ script programming ဘာသာစကားတစ်ခုဖြစ်ပါတယ်။ဟော HTML နဲ့မဖြစ်မနေတွဲသုံးတဲ့ script တစ်ခုဖြစ်ပါတယ်။ JavaScript က browser တွေကသူ့ကိုထောက်ပံ့ပေးထားတဲ့အတွက်ကြောင့် char plugin တွေမပါဘဲနဲ့ browser တိုင်းမှာ browser တိုင်းနှိပါမှာအလုပ်ဖြစ်ပါတယ်။အဲ့တော့ HTML အကြောင်းကနေပြီးတော့ကျွန်တော်တို့စပြီးတော့ဆွေးနွေးပေးပါမယ်။ဟော HTML ဆိုတာကျွန်တော်တို့ format တွေကို tag တွေနဲ့ကျွန်တော်တို့ပေါ်ပြတာဖြစ်ပါတယ်။ tag ဆိုတာဒီမှာကျွန်တော်တို့ angle bracket နှစ်ခုနဲ့အဖွင့်ပိတ်ကြားထဲမှာရေးထားတဲ့အကြောင်းအရာလေးတွေကိုသင်္ကေတလေးတွေကိုခေါ်တာဖြစ်ပါတယ်။အဲဒီ tag တွေမှာအဖွင့်နဲ့အပိတ်ဆိုပြီးရှိပါတယ်။အဖွင့်ကရိုးရိုးရေးပြီးတော့အပိတ်မှာကျွန်တော်တို့ slash လေးပါပါတယ်။အဲ့တော့အဖွင့်နဲ့အပိတ်ကအစုံလိုက်ရှိရပါမယ်။အဖွင့်နဲ့အပိတ်ကြားထဲမှာတခြားအရာတွေကို ရေးလို့ရပါတယ်အဖွင့်နဲ့အပိတ်ကြားထဲမှာတခြားအကြောင်းအရာတွေကိုရေးလို့ရပါတယ် အဲ့တော့အဖွင့်ကတခြားအဖေကတခြားဖြစ်နေလို့အဆင်မပြေပါဘူးအားလုံးကစနစ်တကျရှိနေရမှာဖြစ်ပါတယ် HTML တခုအားဆိုလို့ရှိရင်အရိုးရှင်းဆုံး HTML file တခုရဲ့ပုံစံကကျွန်တော်အနေနဲ့ supply test editor ကိုသုံးပြီးတော့ရှင်းပြပါမယ်ကျွန်တော်တို့ new file တခုဖွင့်လိုက်ပါမယ် ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ HTML စာပြင်တာတစ်ခုအတွက်ပေးရတဲ့အခြေခံကြသော format ဖြစ်ပါတယ်။သူ့ကိုကျွန်တော်တို့က save လုပ်တဲ့အချိန်မှာဆိုလို့ရှိရင်နာမည်တစ်ခုပေးရပါမယ်။ test.html ဲ့တော့ format ကကျွန်တော်တို့ html format နဲ့တင်ပြရပါမယ် text editor တခုနဲ့ရေးသားလို့ရပါတယ်အဲ့တော့ html file မှာတော့ကျွန်တော်တို့ဒီစာသားလေးကိုထည့်သွင်းပေးဖို့လိုပါလိမ့်မယ် html file ဖြစ်တဲ့အတွက်ကြောင့် standard ကိုကျွန်တော်တို့ထည့်သွင်းပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တရားဝင် HTML page တခုဖြစ်ပါတယ်။အော်သူ့ run ဖို့အတွက်ဆိုရင်ကျွန်တော်တို့ browser ကိုသုံးပြီးတော့ ဖော်ရမ်းပါမယ် browser ကိုကျွန်တော်ဒီဘက်မှာပြင်ချင်းရှင်လိုက်ပါမယ်အဲ့တော့ကျွန်တော်ရေးလိုက် run ကြည့်လိုက်နဲ့စမ်းလို့ရပါတယ်ဟောဒါ html ဖြစ်ပါတယ်ဒီမှာကျွန်တော်တို့သူ့ကို run ကြည့်ပါမယ်အဲ့လို run ကြည့်ဖို့အတွက်ဆိုရင် သူ့ရဲ့ပတ်အတိအကျကိုကျွန်တော်တို့ပေးဖို့လိုပါတယ်အဲ့တော့အဲ့ဒီ file ကိုကျွန်တော်တို့သွား run ပါမယ် html ။ဟောအခုဖွင့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့သူ့မှာဘာမှပြထားတာကိုတွေ့ရမှာမဟုတ်ပါဘူး။ဘာဖြစ်လို့ဆိုသူ့ထဲမှာဘာမှရေးသားထားတာမရှိပါဘူး။ဒါပေမဲ့ HTML တစ်ခုအနေနဲ့တော့ browser ကတိပြီးတော့အလုပ်လုပ်တဲ့အနေဒါဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့က HTML တစ်ခုမှာဆိုလို့ရှိရင်ဘာတွေပါဖို့လိုလဲ HTML တစ်ခုမှာဆိုကျွန်တော်တို့က header header နဲ့ကျွန်တော်တို့ကဒီ head နဲ့ body ဆိုတာရှိပါတယ် လိုက်ဟတ်တဲ့ဗော်ဒီကို HTML တွေမှာထည့်သွင်းရေးသားပြရမှာဖြစ်ပါတယ် အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ HTML ရဲ့ format ကလေးကဒီတိုင်းဖြစ်ပါတယ် head ထဲမှာကျွန်တော်တို့ခေါင်းစည်းအနေနဲ့အချက်လက်တွေရေးသားပေးလို့ရပါတယ်ဟိုဒီ title ထဲမှာကျွန်တော်တို့ခေါင်းစည်းအနေနဲ့ရေးချင်တဲ့စာသားကိုရေးလို့ရပါတယ် save လုပ်ပြရနဲ့ browser မှာဒီစာမျက်နှာကိုကျွန်တော်တို့ပြန်ဆန်းကြည့်လို့ရပါပြီဒါဆိုရင်ဒီမှာ test type တွေဆိုတော့ပုံနေရဖြစ်ပါမယ်ဒါကြောင့်ဒီ type တွေဆိုတဲ့စာသားကဒီမှာလာပြီးတော့ပေါ်သေးနေတာပေါ်သေးတဲ့အခါမှာအသုံးပြရမယ်စာသားဖြစ်ပါနောက်တစ်ခုကဒီ body ဖြစ်ပါတယ် body ထဲမှာလည်းကျွန်တော်တို့ပေါ်သေးတဲ့စာသားကို html နဲ့ဒီတိုင်းရိုးရိုးစာသားအနေနဲ့ရေးလို့ရပါတယ် save လုပ်ပြရနဲ့

တက်တွေသုံးပြီးတော့ဖန်တီးပေးဖို့လိုအပ်မှာဖြစ်ပါတယ်။တချောင်းဆင်းကျင်နေတဲ့မှာကျွန်တော်တို့က BR ဆိုတဲ့တက်ကိုသုံးပြလို့ရပါတယ်။ BR တက်ကအပိတ်မလိုပါဘူး။ဒီလိုလည်းရေးလို့ရပါတယ်။ဒီလိုရေးလည်းရပါတယ်။ပုံမှန်အားဖြင့်တော့ကျွန်တော်တို့ကအဖွင့်လေးနဲ့ရေးပြီးတော့သုံးပြလေးရှိပါတယ်။နောက်ဒီမှာဆိုလို့ရှိရင်ဒါကကျွန်တော်တို့ BR တွေ့ရတဲ့နေရာမှာတချောင်းဆင်းသွားမှာဖြစ်ပါတယ်။ ်ပီးယားကိုအနောက်မှာပဲထားတာဒီရှိမှာပဲထားတာ effect ကတော့အတူတူပဲဖြစ်ပါတယ်ဒီလိုရေးလဲအတူတူပဲဖြစ်ပါအဒီတက်ကလေးတွေပုံမှာမူတည်ပြီးတော့စာလုံးရဲ့အရွယ်စာနောက်ပြီးတော့ကျွန်တော်တို့စာလုံးရဲ့ပုံစံပြောင်းလဲလို့ရပါတယ်အခြေခံအကြအဆုံးကတော့ကျွန်တော်တို့ဒီ header တွေဖြစ်ပါတယ်ကျွန်တော်တို့ စာပိုက်တစ်ပိုက်မှာအရွယ်အစားအကြီးဆုံးခေါင်းစဉ်အနေနဲ့ရေးခြင်းလေဆိုရင် h1 ဆိုတဲ့တက်ကိုအသုံးပြုလို့ရပါတယ်ဒါဆိုလို့ရှိရင် h1 နဲ့ဖော်ပြရတဲ့အတွက်ကြောင့်သူ့စာလုံးကအရွယ်အစားကြီးသွားတာဖြစ်ပါတယ်တကယ်လို့ဒီကောင်က h2 ဆိုလို့ရှိရင် h1 နဲ့အနည်းငယ်သေးသွားမှာ ဖြစ်ပါတယ်အနည်းငယ်သေးသွားမှာဖြစ်ပါတယ် S3 ဆိုရင်ဒီထက်ပိုပြီးသေးသွားမှာဖြစ်ပါတယ်။ Auto Setter တခု browser တခု ਨੇ HTML ကအလွယ်တကူစမ်းသပ်ပြီးတော့ရေးသားလို့ရပါတယ်။ဟော H4 ကနေပြီးတော့ HST ဒီလိုပဲစမ်းသပ်ရေးသားလို့ရပါတယ်။ဟောကျွန်တော် HST ကိုတစ်ခါတန်းရန်ပါမယ်။ ဒါဆိုလို့ရှိရင်အရန်သေးွားမှာဖြစ်ပါတယ်။ဟောကျွန်တော်1ပြန်ထားလိုက်ပါမယ်။နောက်ပုံမှန် format လုပ်တဲ့နေရာမှာသုံးတယ်။ bold, italic, underline စတာတွေကိုလည်းတက်အဖွင့် ပိတ်တွေနဲ့သုံးလို့ရပါတယ်။ bold လို့ဖို့အတွက်ဆိုရင်ရှေ့မှာ b အနောက်မှာ select b တွေကိုခံပြီးလိုက်ဝင်ဖြစ်ပါတယ်။ ဒါပိုးတင်ထားတဲ့အနေဖြစ်အနေထားဖြစ်ပါတယ် italic လို့ဖို့အတွက် i ကိုသုံးပါမယ်ဒါဆိုရင်စာလုံးစောင်းသွားပါလိမ့်မယ် underline လို့ဖို့အတွက် u ကိုသုံးပါလိမ့်မယ်ဒါ underline ဖြစ်လာပါလိမ့်မယ်ပေါင်းဆက်ပြီးတော့လည်းသုံးလို့ရပါတယ် underline နဲ့လုပ်မယ်ဘိုးလည်းလုပ်မယ်အဲ့တော့အတွင်းရအဖွင့်အတွင်းရအပိတ်အပြင်ရအဖွင့်အပြင်ရအပိတ် စနစ်တကျရေးသားရင်ပူကောင်းပါတယ်ဒါဆိုရင်ဘိုးလည်းလုပ်တယ် underline လည်းလုပ်တယ် italic လည်းပေးခြင်းလည်းဆိုရင်ပေးလို့ရပါတယ် i select i ဒီနည်းနဲ့ကျွန်တော်တို့ကစာသားတွေကိုကိုကြိုက်သလိုပုံစံတန်းပြောင်းယူလို့ရပါတယ်စာပိုက်တွေရေးသားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က p ဆိုတဲ့ တက်အဖွင့်ပိတ်တစုံကိုသုံးပါတယ်ဒါကျွန်တော်တို့ဆော့ဖ်ဝဲတစ်ခုကိုရေးသားဖို့အတွက်စမ်းသပ်ခြင်းဖြစ်ပါတယ်ဆော့ဖ်ဝဲနှစ်ပိုက်ကြားထဲမှာ စာသားတွေ copy ကူးထည့်လိုက်ပါမယ်ဒါကို save လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီလိုပုံစံနဲ့မြင်ရမှာဖြစ်ပါတယ် ီမှာတပိုက်ချားတာပဲမြင်တဆာပိုက်တစ်ခုအနေနဲ့ဆာပိုက်ပုံစံမျိုးနဲ့ဖော်ပြပေးမှာဖြစ်ပါတယ်အဲ့တော့တခါလေကြာရင်ကျွန်တော်တို့ကစုတ်ကုတ်တွေရေးသားတဲ့အချိန်မှာဒါမှမဟုတ်တချို့ကြပြာတို့စာသားတွေကိုလိုချင်တဲ့ format နဲ့ကိုဒီမှာ enter ခောက်တာတို့တက်ခုံတာတို့လုပ်တဲ့အတိုင်းကို မြင်သိခြင်းနဲ့ဆိုလို့ရှိရင် pre ဆိုတဲ့တက်ဖွင့်ပေကိုသုံးပါတယ် တော့ pre select pre jar တွေမှာကျွန်တော်တို့ရေးမယ်ဆိုရင်ရေးတဲ့အတိုင်းပေါ်လာမှာဖြစ်ပါတယ် ါကျွန်တော်ရှောက်ရေးလိုက်တာဖြစ်ပါတယ်အဲ့တော့ရေးချင်တာရေးပြီးတော့ကျွန်တော်ဒီမှာကျွန်တော်စမ်းကြည့်ပါမယ်ကျွန်တော်ရေးတဲ့အတိုင်းပေါ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီစာပိုင်လေးကိုကျွန်တော်ဒီလိုရေးသားခဲ့မှာဆိုရင်လေဒီလိုရေးသားခဲ့မှာဆိုရင်လေဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်ပြင်နေတိုင်းသူလိုက်ပြင်သွားမှာဖြစ်ပါတယ်ပရိုဂရမ်ရေးသွားပရိုဂရမ်ရေးသားဖို့အတွက်လည်းအဆင်ပြေပါတယ် ဲ့တော့ထူးခြားချက်အနေနဲ့ကတော့ phone site တွေပြောင်းသွားတာပဲဖြစ်ပါတယ်ဒီနောက်ပိုင်းမှာ attribute တွေကြောင်းတင်ပြီးွားလို့ရှိရင် phone site တွေက phone site တွေ phone တွေကကိုကြိုက်သလိုပြောင်းလို့ရတဲ့အတွက်ကြောင့်တိတ်တော့ခက်ခဲမရှိဘဲနဲ့ကိုလိုချင်တဲ့ပုံစံကိုပြန်ပြောင်းယူလို့ရပါတယ်ဒါဆိုကျွန်တော်တို့ဒီအချမ်းပြင်းသုံးတဲ့နီလေးတွေကိုသဘောပေါက်လောက်ပြီလို့ထင်ပါတယ်ကျွန်တော်တို့ဒီ True 3 school တော့ကိုရင်သင်ခန်းစာအချို့ကိုကျွန်တော်သူ site ကနေပြီးတော့ဆက်လက်ပြီးတော့ရှင်းပြပေးပါမယ်ဒီသင်ခန်းစာကိုဒီနေရာမှာ အပိုင်းတင်နေတဲ့တပိုင်းဖြတ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ